မမတ်တာပေါ့နော်ပေးမမတ်တာကကျွန်တော်ကဘာနဲ့လက်ခံပါလဲပေါ့နော် MMK ကိုဆိုတော့ကျွန်တော်ကအခုလောလောဆယ် Sprint Deployment Band နဲ့လက်ခံမယ်ပေါ့နော် confirm အဲဆိုရင်ကျွန်တော်တို့အခုရပြီကျွန်တော်တို့ဒေါ်လာ926ဒေါ်လာပို့ကျွန်တော်ကဝယ်မယ်နည်းဆုံးတစ်သက်ရနေပေးမမတ်တာက Sprint Deployment Band ကြာချိန်ကတော့15မိနစ်ပေးထားတယ်ဒီ attack ကတော့ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အော်ကျွန်တော်စီမှာလာဝယ်မယ်ဆိုရင်ဒီ band name ပဲ require လို့ရတယ်လို့ extra KYC require လို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေတောင်းခံတာပေါ့နော်တကယ်တော့ကျွန်တော်တို့သုံးနေတယ်ပေါ့နော် terms option တွေကကျွန်တော်စီမှာလာမွေခင်ဟို discretion လိုမျိုးတွေပြနေမှာပေါ့နော်ကျွန်တော်ကဥပမာအခုဆိုရင် sprint deployment နဲ့လောက်ထားတော့ကျွန်တော်က SDB bank only okay နောက်တစ်ခုကတော့ကျွန်တော် auto reply option auto reply option ဆိုတော့ကိုယ်စီမှာကြည့်ရောကလာရောက်မယ်ဆိုရင်ကျွန်တော်က auto စပြန်ထားမှာပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်စီမှာတစ်ဖက်လူကဒေါ်လာရောင်းလိုက်တာနဲ့ကျွန်တော်ကနေ auto reply အနေနဲ့ UID ပေးပါဆိုပြီးတခါတည်းကျွန်တော်ပို့စရာမလိုဘဲနဲ့ပို့ထားမှာပေါ့နော် preview မှာကျွန်တော်တို့ price ကတော့ကျွန်တော်4418နဲ့ price tag က face နဲ့သွားမယ်ကျွန်တော်တို့ total amount ကကျွန်တော်226ဒေါ်လာ estimate fee ကတော့0.45ဖြစ်တယ် okay ကျွန်တော် limit ကတော့2သိန်းအနေနဲ့ကျွန်တော်စီမှာအနည်းဆုံးစဝယ်လို့ရတယ်အများဆုံး10သိန်းအထိပေါ့နော် payment type ကတော့ sprint deployment bank ကြာချိန်ကတော့15မိနစ်ဒါပါပဲကျွန်တော်ကျွန်တော်ထည့်ခဲ့တဲ့ SCB bank only လို့ UID ပေးရန်လို့ဒါပဲပေါ့နော်ကျွန်တော် post တင်လိုက်တဲ့အချိန်မှာရပါပြီဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်ဒီလိုမျိုး Binance တွေကနေပြီးတော့တခြားဘယ်လိုမျိုးအကြောင်းအရာ function တွေသိကျင်နေဆိုတော့ comment မှာ mention လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်